မိတ်ဆွေတို့လူတိုင်းမှာကိုပိုင်ယုံကြည်ချက်နဲ့မိသားစုရဲ့မျှော်လင့်ချက်တွေကြားထဲမှာဘယ်လိုရွေးချယ်ရမလဲဆိုတဲ့အခက်အခဲတွေရှိတတ်ပါတယ်။အဲ့ဒီလိုအခြေအနေမျိုးမှာကိုယ့်ရဲ့စိတ်ဆန္ဒကိုလိုက်လျှောက်ဖို့ခက်ခဲနိုင်ပါတယ်။ဒီနေ့မှာတော့အဲ့ဒီလိုရုန်းကန်မှုတွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇလန်းလေးတစ်ပုဒ်ကိုပြောပြပေးသွားမှာပါ။ဒီနေ့မှာမိတ်ဆွေတို့ကို Talent Boss သူနီရေးသားထားတဲ့ Sorry Bro ဆိုတဲ့စာအုပ်အကြောင်းကိုမျှဝေပေးခြင်းပါတယ်။ဒီစာအုပ်ထဲမှာဆိုရင်အာမေနီးယားအမေရိကန်မျိုးသမီးတစ်ယောက်ဖြစ်တဲ့နာယီရဲ့ဘဝအကြောင်းကိုဖတ်ရှုရမှာပါ ူကမိသားစုရဲ့မျှော်လင့်ချက်တွေနဲ့သူ့ရဲ့ဆန္ဒတွေကြားမှာရုန်းကန်နေရသူပါ။နာယေးဟာဆန်ဖရန်စစ္စကိုမြို့မှာအသက်20ခုနှစ်နှစ်အရွယ်သတင်းထောက်တစ်ယောက်ပါ။သူ့ရဲ့ရည်စားဖြစ်သူထရီဘာကဂျာမန်စားတောက်ဆိုင်မှာလူသိရှင်ကြားလက်ထပ်ခွင့်တောင်းတော့နာယေးတယောက်မလုပ်ရမှန်းမသိဖြစ်သွားပါလေ။ကင်မရာတွေစိန်တွေနဲ့အံ့အားတင်သွားပြီးသတိလစ်သွားပါလေ။အဲ့ဒီအချိန်မှာနာယီဟာထရီဘာပေါ်မှာတန်တရားတွေဝင်လာပြီးသူ့ရဲ့ယဉ်ကျေးမှုကိုရောသူ့ရဲ့ဆန္ဒတွေကိုပါနားလည်ရလာဆိုပြီး စဉ်းစားမိပါတယ်။မိသားစုရဲ့မျှော်လင့်ချက်တွေ၊ Trevor ရဲ့မျှော်လင့်ချက်တွေနဲ့သူ့ကိုယ်သူရဲ့မျှော်လင့်ချက်တွေကြားမှာနိုင်တယောက်လုံးလဲချလဲဖြစ်သွားပါတယ်။ဒါကြောင့်စဉ်းစားချိန်ယူဖို့ဆုံးဖြတ်လိုက်ပြီးသူ့ဘဝမှာအပြောင်းအလဲတွေစတင်မှာတော့တယ်။နောက်တစ်နေ့မှာနိုင်ဟာသူ့ရဲ့ဝမ်ကွဲညီမဒိုင်ယာနာရဲ့မင်္ဂလာပွဲအတွက်မိသားစုနဲ့အတူပြင်ဆင်နေပါတယ်။သူ့အမေကနိုင်ကို Trevor နဲ့မယူစေချင်ပါဘူး။ Trevor ဟာအာမေနီးယားယဉ်ကျေးမှုကိုနားမလည်တဲ့အတွက် သူ့အမေကသဘောမကျပါဘူး။ နာယေးဟာ သူ့ဖေရဲ့အမေရိကန်အိမ်မက်တွေနဲ့သူ့မေရဲ့အာမေးနီးယန်မျိုးလင်းချက်တွေကြားထဲမှာရုန်းကန်နေရပါတယ်။နာယေးရဲ့အမေကလူငယ်အာမေးနီးယန်တွေအတွက်စီစဉ်ထားတဲ့ Expalo Armenia ဆိုတဲ့ပွဲကို တက်ရောက်ဖို့တိုက်တွန်းပါတယ်။ဒီပွဲကအာမေးနီးယန်မျိုးသားတွေကိုရှာဖွေဖို့အတိတ်ကရွေထားပါတယ်။နာယေးကအဲ့ဒီပွဲကိုသွားဖို့ဝင်လေးနေပေမဲ့မိခင်ဖြစ်သူကတော့စိတ်ချမ်းသာစေချင်နေပါတယ်။အဲ့ဒီပွဲမှာနာယေးဟာအီရီဘူနီမီနာစီယန်ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ ဣရိဘူနီဟာမိမဆန်ပြီးဒုံကျည်မှုအပြည့်ရှိတဲ့သူတစ်ယောက်ပါဣရိဘူနီရဲ့နှွေးထွေးမှုနဲ့လွယ်လွယ်ကူကူဆက်ဆံတတ်တဲ့အမူအကျင့်တွေကြောင့်နာယေးတယောက်သူ့ကိုစိတ်ဝင်စားလာပါတယ်ဣရိဘူနီကနာယေးကိုသူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့ပါချီဇနတ်နဲ့အာရတုကိုမိတ်ဆက်ပေးပါတယ်နာယေးအတွက်တငယ်ချင်းအစ်စ်တွေရရှိခဲ့ပြီးဣရိဘူနီကိုလည်းစိတ်ဝင်စားနေမိပါတယ်အဲ့ဒီညမှာနာယေးဟာကိုယ့်ရဲ့လူမျိုးစုထဲမှာရှိနေတယ်ဆိုတဲ့ခံစားချက်ကိုပထမဆုံးခံစားရပြီ ီရီဘူနီကိုလည်းခန်းစားမိနေတာကိုဝန်ခံမိပါတယ်။နာယေးဟာတငယ်ချင်းအစ်စ်တွေနဲ့ဂျင်းနီလာရာနဲ့အမျှသူ့မိရဲ့မျောလင်းချက်တွေနဲ့အီရီဘူနီပေါ်ထားတဲ့သူ့ရဲ့ခန်းစားချက်တွေကြားထဲမှာဝေခွဲမရဖြစ်နေပါတယ်။အဲ့ဒီအဖွဲ့ရဲ့ရင်းနှီးမှုကူးစက်တတ်ပေမဲ့နာယေးရဲ့လိင်စိတ်နဲ့ပတ်သက်တဲ့ကြောက်ရွံ့မှုတွေနဲ့မိသားစုရဲ့မျောလင်းချက်တွေကသူ့ကိုခြောက်လန့်နေပါတယ်။ချက်ပြုတ်တင်တဲ့တစ်ခုမှာအီရီဘူနီဟာကိုရဖြစ်တဲ့ဆိုတာကိုသိသွားတဲ့အခါနာယေးရဲ့စိတ်လှုပ်ရှားမှုကပိုတိုးလာပါတယ်။ နာယီကသူ့ရဲ့လိင်စိတ်ကြောင်းကိုအရေးအမွေပြောဖို့ကြိုးစားပေမဲ့မိသားစုကို ကြောက်တဲ့စိတ်ကြောင်းထုတ်မပြောရဲပါဘူး။နာယီရဲ့အမေကဆက်လက်ပြီးအိမ်တော်ဖက်ရှာပေးနေတဲ့အတွက်နာယီဟာမိသားစုရဲ့မျှော်လင့်ချက်တွေနဲ့သူ့ရဲ့အမှန်တိုင်းဖြစ်ချင်တဲ့ဆန္ဒတွေကြားထဲမှာပို့ပြီးရုန်းကန်နေရပါတယ်။နာယီအမေကလိုက်စစ်ဆေးထားတဲ့ယောက်ျားစင်းထဲမှာဘသူ့ကိုမှစိတ်မဝင်စားပါဘူး။ချက်ပြုတ်တင်တဲ့မှာနာယီနဲ့အီရီဘူနီတို့ရဲ့ဆက်ဆံရေးကပို့ပြီးနီးကပ်လာပါတယ်။ ရာဖီဆိုတဲ့သူကနာယေးကိုအပြင်မှာတွေးဖို့ချိန်ဆိုတော့နာယေးတယောက်ဘာလို့ရမှန်းမသိဖြစ်သွားပါတယ်။အဲ့ဒီတင်တန်းကနာယေးရဲ့ရုန်းကန်မှုတွေကိုဖော်ပြနေလို့ပါပဲ။အစင်လာရဲ့တက်တောက်တတရှိမှုအချစ်တရဲ့စိတ်လှုပ်ရှားမှုနဲ့ပွင့်လင်းမြင်သာမှုရဲ့ကြောက်ရွံ့မှုတွေကသူ့ကိုဝိုင်းရံထားပါတယ်။ Brandy မီးစမ်းပွဲတစ်ခုမှာနာယေးနဲ့ Iribunido ရဲ့ romanticism မှုတွေကအထုတ်ထိတ်ကိုရောက်သွားပါတယ်။သူတို့နှစ်ဦးဟာမိသားစုတငယ်ချင်းတွေနဲ့ရက်ွက်ရဲ့ကောလာဟလတွေကိုရှောင်ရှားပြီး တယောက်ကိုတယောက်ပို့ပြီးနားလည်လာကြပါတယ်။အဲ့ဒီညရဲ့အဆုံးမှာအီရီဘူနီက နာယေးကို သူ့အိမ်ကိုဖိတ်ခေါ်ပြီးသူတို့ရဲ့ပထမဆုံးအနံ့ကိုခြွေကြပါတယ်။အီရီဘူနီရဲ့အိမ်မှာနာယေးဟာအရင်ကနဲ့မတူတဲ့စိတ်လှုပ်ရှားစရာညကိုဖျက်တမ်းခဲ့ပါတယ်။နောက်တနေ့မနက်မှာ နာယေးဟာမိသားစုကိုဘလို့ရင်ဆိုင်ရမလဲဆိုပြီးစဉ်းစားနေပါတယ်။ချစ်ချင်းမေတ္တာတည်းရဲ့ပျော်ရွှင်မှုကဆုံးရှုံးရမှာကိုကြောက်တဲ့စိတ်နဲ့ဖုံးကားခံထားရပါတယ်။ အီရီဘူနီရဲ့မော်ဆီယာဖွဲ့နဲ့တူမိဘုံဘွဲတစ်ခုမှာနာယီဟာသူ့ရဲ့အတိတ်ကိုဆွလွတ်လိုက်ပါတယ်။အဲ့ဒီအတွေ့အကြုံကသူ့ကိုစိတ်သက်သာရရစေပေမဲ့လူသိရှင်ကြဖြစ်မှာကိုကြောက်နေတော့မှာပဲ။မိသားစုဘွဲတစ်ခုမှာလူသိရှင်ကြချစ်ခင်မှုကိုပြသတဲ့အခါနာယီဟာလက်ထပ်ဘဝနဲ့နေထိုင်ရခြင်းရဲ့အကျိုးဆက်တွေကိုရင်ဆိုင်ရတော့တယ်။အာမေးနီးယားလူမျိုးတုံးတက်ဖြတ်မှုဆိုင်ရာဟောပြောပွဲတစ်ခုမှာနာယီဟာအီရီဘူနီရဲ့လှုပ်ရှားမှုနဲ့အားနည်းချက်တွေကိုမြင်တွေ့ခဲ့ပါတယ်။ သူ့ရဲ့လျှို့ဝှက်ဆက်ဆံရေးကပွဲတစ်ခုမှာပေါ်သွားတဲ့အခါနာယေးဟာသူ့ကိုယ်သူကာကွယ်ဖို့လိန်ညာခဲ့တဲ့အတွက်အီရီဘူနီကိုစိတ်ထိခိုက်စေပြီးပြိုကွဲသွားကြပါတယ်။ပွဲပြီးတဲ့နောက်မှာနာယေးရဲ့အမေကစိတ်ပျက်သွားပြီးအီရီဘူနီကလည်းနာယေးရဲ့လိန်ညာမှုတွေကိုခံစားခဲ့ရပါတယ်။ဆက်ဆံရေးကပြိုကွဲသွားပြီးနာယေးတယောက်အထီးကျန်ဆန်တဲ့ဘဝကိုရောက်သွားပါတယ်။သူ့ရဲ့အလုံးနဲ့ထရီဘာစီကိုပြန်သွားဖို့ကြိုးစားပေမဲ့ဆုံးရှုံးမှုနဲ့အဆက်အသွယ်ပြတ်တောက်မှုကိုပဲခံစားရပါတယ်။ အလုံမာနာယီကအာမေနီးယားယဉ်ကျေးမှုအကြောင်းကိုတင်ပြတဲ့အခါသူ့ရဲ့အလုံရှင်ကအေးမပါဘူးလို့သတ်မှတ်ပြီးသူ့ကိုအလုံဖြုတ်လိုက်ပါတယ်။အလုံပြုတ်သွားတဲ့အပြင်ချစ်သူနဲ့ပေါက်ွဲသွားတော့နာယီတယောက်ဘာလို့ရမှန်းမသိဖြစ်သွားပါတယ်။ဒါပေမဲ့တငယ်ချင်းတွေရဲ့အကူအညီနဲ့သူ့ရဲ့အတွေ့အကြုံအကြောင်းကိုရေးသားတဲ့စာကလူသိများလာပြီးသူ့ရဲ့အတန်နဲ့လုံပိုင်ခွင့်ကိုပြန်လည်ရရှိလာပါတယ်။သူ့ရဲ့စာရီနဲ့ဝမ်ကွဲညီမဖြစ်တဲ့ဒိုင်ယာနာရဲ့အားပေးမှုတွေကြောင့်နာယီဟာဘိုက်ဆက်ရှူတယောက်ဖြစ်ကြောင်းမိသားစုကိုရော Instagram မှာရှိတဲ့သူ့ရဲ့နောက်လိုက်တွေကိုပါပုံပုံလင်းလင်းပြောပြလိုက်ပါတယ်။အဲ့ဒီလောက်ရက်ကကြောက်စရာကောင်းပေမဲ့လွတ်မြောက်စေပါတယ်။သူ့အမေကအံ့အားတင်သွားပေမဲ့လက်ခံလာပြီးသူ့အဖွားကတော့သူ့အတိတ်ကခိုင်မာတဲ့အမျိုးသမီးအကြောင်းကိုပြန်ပြောပြပါတယ်။မိသားစုရဲ့လက်ခံမှုကနာယေးကိုမျှော်လင့်ချက်တွေပုံမူရရှိစေပါတယ်။နာယေးဟာအီရီဘူနီနဲ့ပြန်လည်ဆက်သွယ်ပြီးသူတို့နှစ်ဦးဟာနောင်နောက်တွေမျှော်လင့်ချက်တွေနဲ့ချစ်ချင်းမေတ္တာတွေကိုမျှဝေကြပါတယ်။ ူတို့ရဲ့အတွေ့အကြုံတွေကပြောင်းလဲသွားပြီးတယောက်ကိုတယောက်ကူးမွေလင်းလင်းရွေးချယ်ခဲ့ကြပါတယ်။ဒိုင်ယာနာရဲ့မင်္ဂလာပွဲမှာနိုင်ရင်းနဲ့အီရီဘူနီတို့ဟာစုံတွဲတွဲအနေနဲ့တက်ရောက်ခဲ့ကြပါတယ်။လှုပ်ဝက်ထားခြင်းနဲ့ရှက်ယွန့်ခြင်းကနေဂုံယူဝင်ကြွားခြင်းနဲ့ပျော်ရွှင်ခြင်းစီတို့ရောက်ရှိခဲ့ပါတယ်။နာယီရဲ့အလုတ်ကင်က နေရာတစ်တစ်ခုကိုရှာတွေ့သွားပြီးသူ့မိသားစုက နားလည်မှုအစ်တစ်တစ်ခုကိုရှာဖွေတွေ့ရှိသွားပါတယ်။ မိတ်ဆွေတို့ရေဒီစာအုပ်ထဲမှာနိုင်ရဲ့ခီးကနေတင်ငန်းစာတွေအများကြီးရနိုင်ပါတယ်။ကိုယ့်ရဲ့စစ်မှန်တဲ့ကိုယ်ကိုရှာဖွေဖို့မိသားစုနဲ့ယဉ်ကျေးမှုရဲ့မျှော်လင့်ချက်တွေကြားထဲမှာရုန်းကန်ရတာတွေကိုဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကိုတွေ့မြင်ရမှာပါ။နောက်ဆုံးမှာတော့ကိုယ့်ရဲ့အမှန်တိုင်းရည်တည်ပြီးပျော်ရွှင်တဲ့ဘဝကိုတည်ဆောက်နိုင်ကြောင်တွေးရှိနိုင်ပါတယ်။မိတ်ဆွေတို့လည်းနိုင်ရဲ့လိုပဲကိုယ့်ရဲ့အမှန်တရားကိုရှာဖွေပြီးရဲရဲဝံ့ဝံ့ရည်တည်နိုင်ကြပါစေလို့တိုက်တွန်းချင်ပါတယ်။